aunque aunque ဒီကရကရင်တော့အေးမှာပေါ့နော်နှာခေါင်းလေးကျိုးထိုးရတယ်အဓိကအများကြီးပြင်တာဟိုလိုအရင်တော့ပြင်တာမဆိုင်ဘူးနှာခေါင်းကျတော့အဲ့ဒါနည်းနည်းကိုယ့်ကိုနှာခေါင်းလေးလုံးလုံးလေးနဲ့နှိမ့်နေတယ်လို့ခံစားရတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်အဲ့ဒါနှာခေါင်းလေးနဲ့မြင့်မြင့်လိုက်လို့ရှင်းပါပေါ့နော်အဲ့ဒါရွေးအဲ့ဘယ်လိုလဲနှာခေါင်းအိမ်မှာပေါ့ကွယ်နှာခေါင်းငယ်ဖို့ပြန်ကြိုးစားနေရပါစကင်ကဲလုပ်ပြီးရတယ်သူကလှရပြောပါတယ်မလောက်လည်းမရတော့ဘူးလေလုံးဝ င်ကဘာလို့လဲအငင်းလာတယ်အဲ့လိုပြောရင်ရပြီရှင်းတယ်ပြောအရင် view site တဲ့သူတွေမှာပါဘူးဒါပေမဲ့ဒီနောက်ပိုင်း ။ဘာဖြစ်လဲဆိုတော့နည်းနည်း treatment လေးရပြတယ်။ကိုရယ် skin care ဘက်ကိုပို့ပြီးတော့သွားနေပေါ့နော်။အရင်ကတော့အယွန်းလိုမျိုးကိုယ့်ကိုခဲလောက်ကမှာကိုတိတ်ပြီးတော့အချိန်မပေးဖြစ်ဘူးပေါ့။ဒါပေမဲ့အခုနောက်ပိုင်းနည်းနည်းကိုယ့်ကိုအသက်နည်းနည်းကြီးလာတယ်လို့ထင်တဲ့အတွက် လက်ကိုကြည့်လို့ရှိရင်ပိုလောက်တော့ခုခဲလုံနေပါတယ်ရှိမဲ့လေးလည်းလုံးဖြစ်ပါတယ်ညနာမှာတော့အရင်ပြီးခဲ့ရက်ကအရင်ဒေါက်တာအေးမှာပေါ့နော်နှာခေါင်းလေးချိုးထိုးရတယ်အဲ့ဒါလေးတော့လုံးဖြစ်တယ်ပြီးတော့ Korean Dog Skin Care လုံးဖြစ်ပါတယ်ဟိုအဓိကအများကြီးပြင်တာဟိုလိုအရင်တော့ပြင်တာမဆိုင်ဘူးနှာခေါင်းကျတော့အရင်ကနည်းနည်းကိုယ်ကနှာခေါင်းလေးလုံးလုံးလေးနဲ့နှိမ့်နေတယ်လို့ခံစားရတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက် Andrew နှာခေါင်းလေးနဲ့မြင့်မြင့်လိုက်လို့ရှင်းပါပေါ့နော်အဲ့ဒါရွေးအဲဘယ်လို နှာခေါင်းအိမ်မက်ပေါ့ကွယ်နှာခေါင်းအိမ်မက်ဆိုအဲ့လေးပြင်ထားတယ်နည်းနည်းပေါ့ဒါပေမဲ့တော့တနစ်ကျော်လောက်ပဲခံတာဆိုလို့တသက်လုံးတော့မဟုတ်ဘူးခဏပဲပေါ့တနစ်တနစ်ဝင်ချင်းတနစ်ခွဲလောက်ပေါ့အဲအရွတ်နှာခေါင်းရှိပြီဆရာကြီးမှာပဲလောက်တာဆရာအောင်တီးရနေပဲဒေါက်တာကြီးမှာပဲသွားသွားလောက်တယ်နှာခေါင်းလေးအဲ့ဒါ တို့ကျိုးပဲပေါ့နော်နှာခေါင်းမှာပဲကျိုးလေးထည့်တာသူကျိုးလေးထဲကတော့ဒီလိုမြင့်သွားတာပေါ့နော်အဲ့လိုလေးပဲသူကကျိုးကကြတော့နည်းနည်းကြာရင်တော့ပျော်သွားအဲဒီဒီနှာခေါင်းထဲမှာပျော်သွားဆိုတော့ဒါပေမဲ့နည်းနည်းတော့ကြံပါပေါ့နော်တကယ်လို့ဟိုယွန်းလေးလာရတဲ့လောက်ကနှာခေါင်းထဲကခွဲစိတ်ပြုတ်ပြင်မဲ့ပါညာဆိုလို့ရှင်တော့အဲ့ဒါလေးကကြံခဲ့ရဖြစ်တဲ့အတွက်နည်းနည်းချစ်ထုတ်ရတယ်ပါတော့ရှိရတော့ကြားတယ်အဲ့လိုမျိုးကိုလိလာတလောက်ပေါ့နော်ဒါမဲ့အဲ့လိုရောခွဲစိတ်ဖို့နည်းကြောက်တယ်ဟောကြောက်တယ်ပြီးတော့ကိုကအဲ့လို ဟို main 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 ကလေးတော့ဖြစ်နေပေမဲ့အရင် main မှမဆန်နဲ့ဆိုတော့တခါအချမ်းပန်းပါညာဆိုရင်အဲနှခေါင်းကိုဒီလိုလှုပ်ရှင်လာတယ်ပါကလိရှင်လာတယ်ဆိုရင်ကတော့ကိုယ့်ကိုအရင်အဲ့အကြီးပုံမှာဟိုဘယ်လိုရမလဲတိတိခဏနိုင်လောက်သေးဘူးလို့ထင်လို့လေနှခေါင်းခွဲရင်ဘယ်လိုဖြစ်ရောင်တာနဲ့ဘာနဲ့တော့အဲတပတ်နှစ်ပတ်အဲ့တော့ကအရင်ခဲလောက်ကမှဆိုအဲ့ဟာကိုတိတ်ပြီးတော့ဂင်းမဆိုင်နိုင်သေးတာပေါ့အယုံဆိုရင် filler နဲ့မတည့်ဘူးလို့ပြောရဲဆရာကလေ filler နဲ့မတည့်ဘူးဆိုရှစ်တစ်ခါမှအဲ့လို filler ထိုးလိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့အယုံက ဟိုဖြားလို့ရှိရင်အပူတွေကြီးလာလို့ရှိရင်ခန္ဓာကိုယ်ကဒီလိုကြွတ်တက်လာရရှိအဲ့ကြွတ်တက်တဲ့အဲ့ filler ထိုးရတဲ့နေရာတွေအလုံးလိုက်ကြီးကြွတ်တက်လာကြွတ်တက်လာတော့အဲ့အဲ့ effect တော့တစ်ခါခံခံစားဘူးခံစားတော့ဟိုဒီဒီနောက်ပိုင်းပေါ့နော်အဲ့လိုခံစားနေရဆိုဆရာကတိုင်ပြောပြလာဆရာကသမီးဒီလိုတော့ဖြစ်တယ်ဆရာကဆိုတခုဆိုလို့ရှိရင်ပြန်ပြောတယ်အဲ့လိုဖြစ်လာလို့ရှိရင်သူလိုအပ်လို့ရှိရင်လိုအပ်တယ်လို့လေးပေါ့နော်အဲ့ဒါလေးကြွတ်ပြန်ပြီးတော့သူလုပ်ပြီးမဲ့လို့ပြောဒါပေမဲ့အဲ့ဒါကြတော့ဟိုလူတရာမှာအနေငယ်တာဖြစ်တဲ့ဟာပေါ့နော်ချိုးကြတယ်ဘာမှမဖြစ်ဘူးချိုးကြရလဲ ဟိုမတဲ့ရုံလုံးမျိုးမတဲ့လူကြတော့လေအဲ့လိုမျိုး side effect လေးတော့ရှိရပါတော့ဒါပေမဲ့အဲ့ဒါကြောအရင်ကြီးကြီးမားမားတော့မဟုတ်တော့ဟိုခဏပေါ့နော်အဲ့ဒါလည်းပြန်ကြွလာတဲ့ဘောပေါ့အဲနန်းနာမှာတိတ်ဆုံးရတော့အဲ့လိုမျိုးမရှိဘူးပါသေးလားအရင်ကလေအဲ့လိုပြင်ကျင်လားဆိုတော့လေကိုယ့်ဘောမျက်နှာပေါ်မှာအားရမှုရှိလားဆိုတော့လေအဲ့လိုမဟုတ်ဘူးဒါပေမဲ့ပြင်ကျင်လားဆိုတော့လေမပြင်ရဘူး ကြောက်တယ်။ဒါပေမဲ့အဲ့လိုခုနလိုလေးနည်းနည်းပါတချို့ဟာလေးတွေပဲနည်း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 ပြောင်းသွားတာပါညာတော့ပဲခုနနှာခေါင်းချွတ်သွားတာပါတော့ပဲလုလုချင်တာပေါ့နော်။အော်ဟိုကလှုပ်ထားသေးတယ်။ရင်ဟိုက်ဖူးလေးလည်းလှုပ်ထားတယ်။ကျမလည်းစင်ရအောင်လည်းပါဆွဲအချိန်ပါ။အရင်ကမျက်နှာလေးအဲ့လိုလေးလှုပ်ထားတယ်။နှစ်လောက်ငယ်ဖို့ပြန်စူးစမ်းနေရပါစကင်ကဲလှုပ်ပြီးတော့လေ။အဲအရင်ကတော့လာအခုနောက်ပိုင်းတိလာတော့ပိုလှအောင်နေပဲပြောချင်တယ်ဟွာလေဒါလည်းဆိုအခုနောက်ပိုင်းဟိုသူတို့ကိုကြည့်ကြည့်ကွာလူတွေကလှနေရလေလှနေရဆိုတော့ ကိုရိုင်းလည်းအိတ်လှနေတဲ့သူတွေထဲမှာပါပါဖို့အတွက်ကိုတော့အစွမ်းကုန်စူးစမ်းရမယ်လို့တော့ညောလည်းမြင်လာတယ်ပေါ့နော်အဲ့တော့ကိုရိုင်းလည်းအခုကိုရိုင်းအရင်ကိုရိုင်းလည်းအရင်တော့ဆိုလိုမျိုးကိုယ့်ကိုကဲချင်ကဲမကဲချင်ကဲအပြင်ထွက်ရင်ဆက်ခွန်းလိမ့်ချင်လိမ့်တယ်မလိမ့်ချင်မလိမ့်ဘူးဆိုရင်လူကအခုအရန်ခဲလုပ်နေပါပြီတော့အရင်ချက်ပြတ်တဲ့နေရာမှာလည်းကိုယ့်ကိုဂူးဆိုင်ဖို့မေ့နေတဲ့သူတွေရှိလို့ရှင်လည်းဂူးဆိုင်ဖို့အတွက်ကိုညောဒီနေရာနေပြောချင်ပါတယ်မြို့သားအမြင်ကဘယ်လိုရှိလဲသူကတော့ ဘာနဲ့နေအဆင်ပြေပါလဲအရင်ကငကိုပုံစံလေးပဲဟိုပါဖြစ်တာပေါ့နော်ဒါမဲ့ကျတော့အရင်ကကျတော့လေပြင်နေတယ်ဆိုတော့လေသူလက်တားလို့မရတော့လွတ်ပေးထားတာပေါ့ဒီလိုအဲ့လိုပဲပေါ့သူကလှရပြောပါတယ်ဘာမလောက်လည်းမရတော့ဘူးလေလောက်ပြီးပါတယ်ဒီမှာမလည်းလို့အရင်လှတယ်အဲ့လိုပြောရင်ရပြီရှင်းတယ်